အာဖရိကနိုင်ငံများအပေါ်တရုတ်တန်တမန်ရေးဆိုင်ရာအဖျားပေးမှုများသို့မည်အာဖရိကနိုင်ငံတွေလွှတ်တော်အမတ်တွေအနေနဲ့နိုင်ငံတကာပါလီမန်အမတ်တွေအဖွဲ့ကနေနှောက်ထွက်ကြဖို့တရုတ်တန်တမန်တွေကဖိအားပေးနေကြောင်း AP သတင်းဌာနမှဖော်ပြထားပါသည်ဒီအဖွဲ့ကို2020ပြည့်နှစ်ကလေးကဖွဲ့စည်းခဲ့တာဖြစ်ပြီး2024ခုနှစ်ဇူလိုင်လကတရုတ်တိုင်းပြည်မှာကျင်းပတဲ့တိုင်ပေထိပ်တီးစနစ်ပွဲကိုအာဖရိကနိုင်ငံတချို့ကလွှတ်တော်အမတ်တွေတက်ရောက်ခဲ့တာကြောင့် အခုလိုတယောက်ရဲ့တန်တမန်ရေးဖိအားတွေတိုးမိလာတာဖြစ်ပါတယ်။ဒီအဖွဲ့ကတယောက်ရဲ့ရှန်ကျင်းတဲ့ဟောင်ကောင်က လုံဆောင်ချက်တွေနဲ့ပတ်သက်ပြီးပိတ်ဆို့အရေးယူမှုတွေလုံဆောင်ဖို့ဆော်ခဲ့ပူပါတယ်။ဒါကြောင့်လည်းတရုတ်ကအာဖရိကမှာရှိတဲ့အချို့နိုင်ငံတွေရဲ့နိုင်ငံရေးသမားတွေဥပဒေပြုအမတ်တွေနဲ့တချို့ပါတီကောင်ဆောင်တွေကို ပိတ်ဆို့အရေးယူမှုတွေတံပြန်လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံဟာအာဖရိကအပေါ်မှာဩစာကြီးကြီးမားမားတည်ရောက်နေတာပါ။ အာဖရိကနိုင်ငံတွေရဲ့အခြေခံအဆောက်အဦဆောက်လုပ်မှုတွေရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်ရင်ကမ္ဘာမှာတရုတ်ကိုမှီတဲ့နိုင်ငံမရှိပါဘူး။မိုင်းတွင်သူဖို့ရေးမှာလည်းတရုတ်ကအဓိကနိုင်ငံဖြစ်ပါလိမ့်။တရုတ်အစိုးရပိုင်းဘန်ဒီကနေထုတ်ချေထားတဲ့ငွေလုံးငွေရင်းတွေနဲ့အစိုးရပိုင်းဆောက်လုပ်ရေးကုမ္ပဏီတွေက မိုင်းတွင်တွေရထားလန်ကန်လန်တွေစိတ်ကြီးတွေအထိဆောက်လုပ်ပေးနေတာဖြစ်ပါလိမ့်။အခုလုံးတရုတ်ရဲ့ဖိအားပေးမှုပုံမကြီးထွားလာတာကြောင့် အာဖရိကတချို့နိုင်ငံတွေအနေနဲ့တရုတ်ရဲ့အညွှန်းညင်းကိုမခံယူလိုပဲဒီနိုင်ငံတကာပါလီမန်အမတ်တွေအဖွဲ့ကနေနှောက်ထွက်မှုတွေထိတ်တိအစည်းအဝေးပွဲတက်ရမှာကိုပယ်ဖျက်မှုတွေမဖြစ်မနေလှုံ့ဆော်နေကြတယ်လို့သိရပါတယ်မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်